ခုကျွန်တော်ပြောပြပေးခြင်းတဲ့အကြောင်းအလေးအရတော့ကျွန်တော်တို့ရဲ့ဖုန်းထဲမှာကျွန်တော်တို့ကဓာတ်ပုံလေးကမသိမရှိဘူးဗီဒီယိုလည်းသိမရှိဘူးပေါ့နော်ဒါမဲ့စက်ကြီးကပြည့်နေတယ်စက်ကြီးကလေးတယ်ဘယ်လိုရှင်းရမလဲဆိုရဲညီကိုများတဲ့ကျွန်တော်ပြောပြပေးတော့မှာဖြစ်ပါရဲ့နော်ဒီဖုန်းထဲမှာ data အသုံးဆုံးကတော့ဒီကျွန်တော်တို့ YouTube နဲ့ Telegram ပေါ့နော်ကျွန်တော်တို့တစ်ခါတလေကြည့်ရင်းနဲ့ auto down ထားတဲ့ကောင်တွေကဒီ second မှာပြည့်နေတတ်ပါရဲ့နော်ဒီဟိုကယ်လာရီထဲမှာရောက်လာဆိုလည်းမရောက်ဘူးပေါ့နော်အဲ့ဒါကိုကျွန်တော်ရှင်းတဲ့ညီကို ပြောပြပေးတော့မှာပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီ live ကြည့်အောင်เนาะ data အစားသော application သုံးခုကိုပြောပါဆိုရင်တော့ကျွန်တော်တို့ဒီ application လေးသုံးခုဖြစ်ပါတယ်เนาะကျွန်တော်တို့ YouTube ရဲ့ Telegram ရဲ့ TikTok ရဲ့ဒီ video တွေကြည့်တဲ့ application သုံးခုက data အစားသောဖြစ်ပါတယ်เนาะဟုတ်ပြီကျွန်တော်တို့ကဒီ YouTube က data ဘယ်လောက်စားထားလဲကြည့်မယ်ဆိုရင်ကျွန်တော်က YouTube လေးကိုနည်းနည်းလေးဖိထားလိုက်မယ် ပြီးကျွန်တော် wipe ပြရတဲ့ဒီအိုင်ပုံစံလေးကိုတစ်ချက်နှိပ်မယ်နော်ဟုတ်ဒါဆိုရင် YouTube ကတကယ်တော့စားထားတယ်ပေါ့နော်တကယ်လို့ကျွန်တော်တို့ကအဲ့ဒီတကယ်တော့စားထားတာကိုဖြတ်ရှင်နေဆိုရင်ကျွန်တော်တို့ကဒီအောက်ဆုံးမှာ clear data ဆိုတဲ့ဟာလေးရှိရနော်အဲ့ဒီကောင်လေးကိုရှင်းလိုက်မယ်ဆိုရင်ကျွန်တော်တို့က ဆက်တော့ရှင်းသွားမယ်ဒါပေမဲ့ YouTube ထဲမှာဒေါင်းထားတဲ့ဟာတွေပျက်သွားပါမယ်เนาะဒါကျွန်တော်ကတိတ်မဒေါင်းထားလို့ပါတကယ်ပဲရှိရတော့တချို့ YouTube ထဲမှာအကြည့်များတဲ့လူတွေဆိုရင်9 GB 6 GB 8 GB 10 GB အဲ့လောက်တိကိုတုံးထားရင်အများကြီးရှိပါရဲ့เนาะပြီးရင်ကျွန်တော်တို့ Telegram တစ်ချက်သွားကြည့်မယ်เนาะ Telegram လည်းထုံနီ၎င်းမှာကျွန်တော်တို့ဖိထားမယ်ပြီးရင်ကျွန်တော်တို့အိုင်ပုံစံလေးကိုနှိမ့်မယ် ဒီမှာဆိုစတိုရီက Telegram Telegram ဆိုစတိုရီကဒီကောင်ကိုကစ်တန်ကစ်လောက်ကိုတုံးထားရပေါ့နော်တကယ်လို့တာတီတူကစ်တာဆိုရင်ဒီကောင်က Telegram တစ်ခုတည်းကိုတန်ကစ်တုံးထားရအတွက်ဒီ Gallery ရဲ့မှာဓာတ်ပုံနေပြီးမရှိတဲ့ဆက်ကပြည့်နေမှာလေးနေမှာပေါ့နော်အဲ့ဒီကောင်ကိုကျွန်တော်တို့ကရှင်းနေတယ်ဆိုရင်ခုနကအတိုင်းမတီအောင်မှ clear data လေးကိုရှိတယ်အဲ့ဒီကောင်လေးကိုတစ်ချက်နှိပ်ပေးလိုက်ရုံပဲเนาะ clear data ကိုနှိပ်မယ် ပြန်ဒီမှာ clear gate ကိုနေမယ်ပြန် okay ကိုနေမယ်ဟုတ်ဒါဆိုရင်959 MB ပဲရှိပါတော့ရယ်เนาะဒါမဲ့ Telegram ထဲမှာတောင်းထားတဲ့ဗီဒီယိုတွေစကားတွေတော့အကုန်ပြတ်သွားမှာပါเนาะဒါဆိုရင်ခုနကကျွန်တော်တို့တန်ကီလောက်ထိပြည့်နေတဲ့ဗီဒီယို ီဆက်ကအခုဆိုရင်ဒါ900အမီတကယ့်တော့မရှိတော့ပါဘူးเนาะဒါဒီ original အမီလောက်ပဲရှိပါတော့တယ်ဒါဆိုဆက်ကအများကြီးဘာလွတ်သွားပါ යි เนาะဒါတန်ကီလောက်လွတ်သွားပါ යි ရပြီးရင်ကျွန်တော်တို့ဒီ TikTok ကိုလည်းခိထားလိုက်မယ်ပြီးရင်ခုနကအတိုင်းလေးပဲကျွန်တော်တို့အိုင်လေးကိုနှိပ်မယ် ါဆိုကျွန်တော်ရဲ့တက်တော့တာ3ခက်လောက်ထိကျွန်တော်တို့အသုံးပြုထားတယ်ပေါ့နော်အဲ့ဒါကိုလည်းကျွန်တော်တို့က3ခက်မကတော့ခနဲ့ဟိုပါပေါ့နော်ခနဲ့ကရှိကစတန်ခက်ပေါ့နော်အဲ့လိုမျိုးကိတိအများကြီးတုံးနေရဆိုရင်ကိုယ့်ဆက်ကလေးနေပြီဆိုရင်ကျွန်တော်တို့ခုနကအတိုင်းလေးပဲ clear data လေးကိုတစ်ချက်နေမယ်နော် ပြီးရင်ဒီမှာကျွန်တော် clear all data လေးကိုတစ်ချက်နှိပ်မယ်ပြီးရင်ဆက်နှိပ်လိုက်တာလေကျွန်တော်တို့ဒီ3 gig ကလည်းကျွန်တော်တို့ပြတ်သွားမှာပါเนาะဒီ data တုံးထားတဲ့မရှိတဲ့ data တွေလည်းအကုန်လုံးပြတ်သွားမှာဖြစ်ပါရဲ့เนาะဒါဆိုရင်တော့ဒီလို session လိုက်မယ်ဆိုရင်တော့ကျွန်တော်တို့ဒီဆက်ပြည့်နေတဲ့ error ကိုဆက်လေးနေတဲ့ error ကိုတစ်ခါလဲရှင်းပြကြဖြစ်သွားမှာပါဗျ။အားလုံးပဲရှင်းပြကြပါစေเนาะ